ားအလုံးပဲမင်လာပါဒီနေ့ကတော့ဒါကျွန်တော်ရဲ့ YouTube channel အတစ်ကလေးပေါ့နော် YouTube channel အတစ်ကိုမိတ်ဆက်ပေးခြင်းဖြစ်ပါတယ်ဗျအဲဒီ YouTube channel လေးလောက်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ဒီဟိုဘယ်လိုပြောရမလဲဆိုတော့အဓိကကိုပိုင် brand လေးဖြစ်ဖြစ်နေတာတခုပေါ့နော်ကိုပိုင် brand လေးဖြစ်နေတာတခုရဲ့အဲပြီးတော့အဲကျွန်တော်ရဲ့ YouTube channel မှာကျွန်တော်တို့ဒါနေ့တင်စီရေးသတင်းတုံးသက်ချက်တွေအပြင်ပေါ့နော်ကျန်တဲ့ ကျွန်တော်တို့တော်လန်ပြည်သူလူထုမှာမှာပြီးပြီးပါမှနေတဲ့တော်လန်ပြည်သူလူထုအနေနဲ့လည်းအဲဒါအဆောင်ရန်ရှောင်းရန်အချက်ကလေးတွေပေါ့နော်အဲဒီဟာလေးတွေလည်းကျွန်တော်အနေနဲ့အဲတည်တင်တည်ထိုက်တဲ့ဟာလေးတွေကျွန်တော်တည်တဲ့ဟာလေးတွေကိုပြန်လဲဝေမျှပေးတဲ့ဟာလေးလည်းကျွန်တော်အနေနဲ့တင်ဆက်ပေးမယ်ပြီးလို့ရှိရင်နောက်ကျွန်တော်ပြည်တွင်းမှာနေတဲ့တော်လန်ပြည်သူလူထုအနေနဲ့လည်းဒါရှစ်ကောင်စီရဲ့ရုံမှမှုတွေရှစ်ကောင်စီရဲ့ ရှစ်ဆက်ပြီးတော့မှလုံနိုင်တဲ့အခြေအနေတွေပေါ်မူတည်ပြီးတော့မှအာရှောင်းတဲ့ရှားတဲ့နဲ့ကိစ္စရက်တွေပြီးလို့ရှိရင်စီးရဲနဲ့ပတ်သက်လာလို့ရှိရင်ဒါကျွန်တော်တို့ဘလို့ပုံခိုတင်တယ်ဘလို့သွားတင်လာတင်တယ်ဘလို့နေထိုင်တင်တယ်ဆိုတော့အကြောင်းအရာတွေပေါ့နော်ဒါတွေလည်းတင်ဆက်ပေးသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီစီးရဲနဲ့ပတ်သက်လို့ရှိရင်လည်းကျွန်တော်တို့တော်လန်ရေးရဲဘော်တွေအနေနဲ့တည်တင်တည်တိုက်တဲ့ကျွန်တော်တည်တဲ့ဟာလေးတွေကိုနော် ပြန်ပြီးတော့မှဝေမျှပေးမယ်ပေါ့တော်လန်ရေးရဲဘော်တွေအတွက်လည်း ပြန်ပြီးတော့ဝင်မြပေးတဲ့အစီအစဉ်လေးတွေကျွန်တော်ရဲ့ကိုပိုင် YouTube Channel မှာအပြုလုပ်ချင်တယ်ပြီးတော့အဲဒီတော်လန်ပြည်သူလူထုအနေနဲ့ကျွန်တော်ရဲ့ YouTube Channel မှာဒါတလေးဟိုဘယ်လိုပြောရမလဲဂယုတစိုက်ပေါ့နော်ဂယုတစိုက်တီချင်လွန်းလို့လာပြီးတော့မှမေးတဲ့မေးခွန်းလေးတွေအဲကွန်မန့်လေးတွေကိုလည်းကျွန်တော်အနေနဲ့ဂယုတစိုက်ပြန်ပြီးတော့မှဖြည့်တင့်ဖြည့်ထိုက်တော့ ကွန်မန့်မျိုးဆိုရင်ပေါ့နော်ကျွန်တော်အနေနဲ့ GU design ပြန်ပြီးတော့မှပြန်လဲဖြေကြားကွန်မန့်များအစီအစဉ်ပေါ့နော်ပြန်လဲဖြေကြားကွန်မန့်များအစီအစဉ်လဲကျွန်တော်အနေနဲ့ထည့်သွင်းလုံဆောင်ပေးသွားမယ်ပြီးလို့ရှိရင်စစ်ကောင်စီရဲ့အဓိကအရှိုက်ကိုထိစေနိုင်တဲ့အချက်တွေပေါ့နော်အဒီအိုင်နဲ့ပတ်သက်လို့စစ်ကောင်စီကဒီအကြောင်းအကြောင်းဒီအကျိုးတွေဖြစ်လာတာစစ်ကောင်စီကဒီလိုရုံမှလို့သာလင်ဒီနေ့မှဒီလိုပြန်ပြီးတော့ခံရတာပြီးတော့ဒီလိုတွေဒီလိုလုံရက်တွေကိုစင်စဲမပြတ်လုတ်ခဲ့လို့ဒီနေ့ဒီချိန်မှာသူတို့တွေကဒီအကျိုးဆက်တွေကို ပြန်ပြီးတော့ဒီအကြောင်းကြောင့်ဒီလိုအကျိုးဖြစ်နေတဲ့ဆိုတဲ့ဟာတွေကိုလည်းစစ်ကောင်စီဟိုတုန်းကကျွန်တော်အာဏာမသိမ်းပြီးကာလကလုတ်ခဲ့တဲ့လုံရက်တွေကလက်ရှိအာဏာသိမ်းပြီးကာလမှာလုံနေတဲ့လုံရက်တွေကပြည်သူလူထုပေါ်နှိမ့်ဆက်ညှဉ်းပန်းတာတွေကအဒါတက်တွင်းမှာဖိနှိပ်မှုတွေကပေါ့နော်အဲပြီးရင်အဒါလူကြီးကြိုက်လိုက်ပြီးတော့မှဘလို့တွေလှုပ်ဆောင်နေဘလို့တွေဟွာဖြစ်တယ်ဆိုတဲ့ဟာပြီးလို့ရှိရင်ဒီအိမ်တော်မဲ့အမျိုးသမီးတွေရဲ့အဒါဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဂျွန်ဝေယာအစ်စ်ပါ အမျိုးသမီးတွေရဲ့အခမ်းကဏ္ဍတွေပေါ့နော်ဒီ hari နဲ့ပတ်သက်လို့လည်းကျွန်တော်တွေ့ကြုံခဲ့ရတဲ့ဘဝဖြတ်သန်းမှုအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒါလေးတွေလည်းတင်ဆက်ပေးသွားမှာပေါ့နော်အပြီးလို့ရှိရင်ကျွန်တော်တို့ online တက်ဖွဲ့တွေကလက်ရှိမြေပြင်မှာဘယ်တက်ဖွဲ့ကတော့ဘယ်လိုအခြေအနေရှိတယ်ဒါပြီးရင်တော့ဘာတွေဆက်ဖြစ်လာနိုင်လဲအဲဘာဘယ်နေရာတွေကိုဆက်ပြီးတော့မှတိမ့်ပိုက်လာနိုင်တယ်ဘယ်နေရာဆိုရင်တော့မသိမ့်ပိုက်တာမှန်ပေမဲ့လည်းအသိမ့်ပိုက်တကယ်တော့ဘယ်လိုမျိုး ထိန်းချုပ်ထားတဲ့ဆိုတော့မြေပြင်သတင်းတွေကိုလည်းကျွန်တော်မြေပြင်တက်တကယ်လက်ရှိတိုက်ပွဲဝင်နေတဲ့ခေါင်းဆောင်တွေနဲ့ချိတ်ဆက်ပြီးတော့မှသူတို့ရဲ့မြေပြင်သတင်းအမှန်တွေကိုလည်းကျွန်တော်ပြည်သူလူထုသိအောင်ပြန်လည်ပြီးတော့မှကျွန်တော်အနေနဲ့ပြန်လည်မျှဝေပေးမယ့်အစီအစဉ်လေးလည်းကျွန်တော်ရဲ့ကိုပိုင် YouTube Channel လေးမှာပြုလုပ်တော့ပါမယ်အဲ့တော့ကျွန်တော်ရဲ့ကိုပိုင် YouTube Channel ကတော့ကျွန်တော်ပထမပိုင်းမှာပြောခဲ့သလိုပဲကိုပိုင် brand လေးတစ်ခု ဖြစ်ချင်တာရယ်ပြီးတော့ ကျွန်တော်ဒီတော်လှန်ရေးအတွက်အကျိုးရှိစေမဲ့အကြောင်းအရာတွေပေါ့နော်အကျိုးရှိစေမဲ့အကြောင်းအရာတွေဒီကြားထဲမှာအခုလက်ရှိမိတ်ဆက်ပေးသွားတဲ့အထဲထဲမှာမပါခဲ့လို့ရှိရင်လည်းနောက်ပိုင်းမှာပေါ်လာခဲ့တဲ့အကြောင်းအရာတွေရှိလို့အကျိုးအကြောင်းစီလျော်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel လေးမှာထည့်သွင်းပြီးတော့မှကျွန်တော်ပြောသင့်ပြောထိုက်တာတွေအဲသုံးသက်တဲ့သုံးသက်သုံးသက်ထိုက်တဲ့ဟာတွေအကြံပေးတင်တဲ့ဟာတွေပြည်သူလူထုကို တင်ပြခြင်းတဲ့ဟာတွေပြည်သူလူထုပေါ်မှာတောင်းဆိုခြင်းတဲ့အကြောင်းအရာလေးတွေတိုက်ဆိုင်လာခဲ့လို့ရှိရင်လည်းကျွန်တော်ရဲ့ YouTube channel လေးမှာထည့်သွင်းပြီးတော့မှတင်ဆက်ပေးတော့ပါမယ်။အဲဒီနောက်နောက်နောက်မှာထပ်ပြီးတော့မှကျွန်တော်တိတဲ့ပို့ပြီးတော့မှလုံနိုင်တဲ့အချိန်ကြလို့ရှိရင်လည်းကျွန်တော်တို့ guest speaker တွေကျွန်တော်ခေါ်ပြီးတော့မှအတော်လိုင်းအတွက်တည်တင်တည်တိုက်တဲ့အဓိကဟိုနာမည်ကြီးလူတွေမဟုတ်ခဲ့ရင်တော့မှပဲတပ်ဖွဲ့ဝင်ရဲဘော်တချို့ဒါမှမဟုတ်လို့ရှိရင်လည်း CDM မှာတချို့အဲအရက်ဖက် CDM မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ တက်ရဲ CDM မှာပဲဖြစ်ဖြစ်ဘယ်လိုမျိုးပဲဖြစ်ဖြစ်တော်လှန်ရေးတထောင်းတဲ့နေရာမှာအပါဝင်ပြီးတော့မှတိုက်ပွဲဝင်နေကြတဲ့လူတွေရဲ့တစ်ဖက်တစ်လမ်းမှာအဲထောက်ဖို့ပြုလုပ်နေတဲ့ပုံစံအနေထားတွေသူတို့ရဲ့ဘဝဖြတ်တန်းမှုနေစဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေပေါ့နော်ဒါလေးနဲ့ပတ်သက်လို့လည်းကျွန်တော်ရဲ့ YouTube Channel မှာထည့်သွင်းဖော်ပြပေးသွားပါမယ်ဗျဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်